ဒီဘိုးဘွားရေးသားဆိုတာဒီလိုလေးစွန့်ပစ်ဘိုးဘွားတွေမရှိရလေအောင်ကျမကြီးမကောင်းတဲ့လူတွေကိုစောက်ချောက်ဖို့တဲ့ဘိုးဘွားရေးသားတွေထူထောင်ရင်ငါတို့လည်းချီးစွမ်းရတာပဲတကယ်တော့တွေးကြည့်တယ်ဒီလူတေးလူတရားကျော်ကိုစောက်ချောက်လို့ဆိုတာအသက်တရားခဲ့တာပဲလေမဟုတ်ရင်လမ်းဘေးပြတဲ့တည်သွားမှာတို့ရအောင်တည်မဲ့ချိန်မှာဒါကိုအသက်ရှိအောင်စောက်ချောက်တဲ့အသက်ကယ်တဲ့ကုသိုလ်ရတာပဲလို့တွေးပြီးတော့ဒီလိုများလိုက်တယောက်တစ်ခုထောင်ရင်မကောင်းဘူးလားဗောဒါမီဒီယာပေါ်မှာမူတည်ရပေါ့နော်မီဒီယာကနေနှိုးဆော်ပေါ်မှာမူတည်ပြီးတော့လူတွေရဲ့အလှူကိုစိတ်တက်ကလေးကိုချိန်စေနေတာဗော ပထမဆုံးဒီဒီဒီအလုပ်ကိုလုပ်တဲ့အချိန်မှာဆရာစဉ်းစားမိတာပေါ့နံပါတ်1ကတော့လူတွေရဲ့စိတ်ထဲမှာမီဒီယာကမ်ပိန်းတို့ဘယ်လိုရောက်လို့လဲဆိုတော့မိဘဆိုတာစွန့်ပစ်စရာမဟုတ်ဘူးဘိုးဘွားဆိုတာစွန့်ပစ်စရာမဟုတ်ဘူးတို့ဒီတကြီးရွေတွေစောက်ရှောက်မယ်ဆိုရင်အသိပေးတာမီဒီယာလောက်ပါပဲအဲဒါများများပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဟိုဆရာတို့ဒီယူနစ်မှာပေါ့မြစည်းမကုံရင်ဆရာတော့မကွေးမှာတရားပွဲတပွဲဟိုးခစ်ကဟောဘူးတယ်ဒါတည်း၄၅၀နှစ်လောက်ရှိသွားပြီသူတရားနာမယ်လေးရပါမွေခံထိုက်သူဖြစ်ပါစေတဲ့မိဘမေတ္တာကိုညှို့နဲ့တရားလေးပေါ့အကက်ဆက်ခွေနှစ်ခွေတွဲအဲ့ခွေက တားပေါက်ပြီးတော့လေအများကြီးဟိုရောင်းကြရတယ်ဝယ်ကြရတယ်ငှားကြရတယ်ပေါ့ကွဆရာတို့ဆိုင်တွေကလည်းအများကြီးကူပေးရတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့အဲ့ဒီတရားလေးနားလေရင်မိဘခြေဆုတွေတိသွားတယ်အမေကြီးတွေကြွားကြီးကြတယ်ကိုကိုအမေကိုဆောက်ဆောက်ခြေဆုတွေပေါ်လာတယ်ငါတောင်းဝင်မခြေသေးပါလားဆိုတာဖြစ်သွားတယ်သာသမီတရားကမီဒီယာပေါက်တာပေါ့နော်တရားရဲ့မီဒီယာပေါက်သွားတဲ့အချိန်မှာအဲ့တော့ဒီဆရာတော်ဘုရားတွေပါဝင်ဒီမီဒီယာလောကအားလုံးကဒီခြေဆုတိဖို့ကိစ္စကိုများများလုပ်ပေးရမယ်အဲ့ဒါဆိုလို့ရှိရင်သာသမီတွေကတကယ်လို့စွန့်ပစ်ခြင်းတောင်မှမစွန့်ပြတော့ဘဲနဲ့ ကိုငတ်ခံပြီးကျွေးမှာပဲကွာကိုငတ်ကျင်ငတ်ပါစေပေါ့ဒီမိဘကိုတော့ဆွန့်ပြတဲ့တတိမရောက်နိုင်ဘူးငါတို့လက်ရအောင်လုပ်မယ်ဆိုစိတ်တွေဝင်သွားအောင်နံပါတ်1မီဒီယာကမ်ပိန်းလုပ်တယ်ပေါ့ဒုတိယချက်ကဘာလဲဆိုတော့ဟိုတတ်နိုင်တဲ့လူတွေပေါ့ဒီတတ်နိုင်တဲ့လူတွေဆိုတာဘာမှမပြောလဲချမ်းသာလူတွေအများကြီးရှိပါတယ်အလှူတန်းနေဆိုရေရောလူတွေတွေ့တယ်လေအားလုံးတွေ့နေရတယ်အဲ့လိုတထေးကြီးတွေကနော်ဆွန့်နေတဲ့လူကြီးတွေကနေပြီးတော့အလှူရှင်တွေပေါ့နော်ဟောဟုတ်သားပဲ ဒီဘိုးဘွားရေးသားဆိုတာဒီလိုလေးစွန့်ပစ်ဘိုးဘွားတွေမရှိရလေအောင်ကျမကြီးမကောင်းတဲ့လူတွေကိုစောက်ချောက်ဖို့တဲ့ဘိုးဘွားရေးသားတွေထူထောင်ရင်ငါတို့လည်းကျေးဇူးများတာပဲတကယ်တော့တွေးကြည့်တယ်ဒီလူတေလူတရာကျော်ကိုစောက်ချောက်လို့ဆိုတာအသက်တရာခဲ့တာပဲလေမဟုတ်ရင်လမ်းပစ်ပြတဲ့သိသွားမှာတို့ရအောင်သိမဲ့အချိန်မှာဒါကိုအသက်ရှိအောင်စောက်ချောက်တဲ့အသက်ကယ်တဲ့ကုသိုလ်ရတာပဲလို့တွေးပြီးတော့ဒီလိုများလိုက်တယောက်တစ်ခုထောင်ရင်မကောင်းဘူးလားပေါ့ဒါမီဒီယာပေါ်မှာမူတည်တယ်ပေါ့နော်မီဒီယာကနေနှိုးဆော်မှုပေါ်မူတည်ပြီးတော့လူတွေရဲ့အလှူကိုစိတ်တက်ကလေးကိုချိန်စေချင်တာပေါ့အဲ့ဒါမီဒီယာတစ်ခုပေါ့နော် ။နောက်ဒုတိယလုပ်ငန်းစဉ်ကဘာလုပ်ရမလဲဆိုတော့ဟိုတာသမီတစ်ယောက်ကလိုင်တာမှာရှိတဲ့တာသမီတစ်ယောက်ကကိုမိဘကိုဆောက်ရှောက်နေဆိုပါစို့။သူ့မှာဘလို့မှစောင်းနေအစဉ်ပြေဒီမိဘကိုပြုစုဖို့ခက်နေဆိုရင်တတ်နိုင်တဲ့လူတွေကဒီမိသားစုတွေကိုသွားပြီးတော့အထောက်ပံ့မပေးသင့်ဘူးလား။ဥမာကိုမိဘကိုဆောက်ရှောက်တာပဲသို့တော်သူ့မှာမတတ်နိုင်ဘူး။ကဲတို့ပုံမှန်တစ်လ5000လောက်သွားလုပ်ပေးရင်ဒီအဖိုးဖွားထမင်းမငတ်တော့ထေချာတယ်။တသိန်းလောက်များလုပ်ပေးမယ်ဆိုရင်တော့ဆေးဝါးကုသမှုမှာရလာမယ်။ဒါဆိုရင်ဒီမြို့နယ်အားလုံးမှာရှိတဲ့လူတွေအားလုံးကပရိဒတ်တင်နေရ ကိုဒေတာမှာအဖိုးဖွားတွေရှိသလားအဲ့ဖိုးဖွားဆောက်ကြတဲ့သားသမီးကပြည့်စုံရဲ့လားမပြည့်စုံရင်ဝိုင်းလူတွေပေါ့ဝိုင်းလူပေးရင်သူစားဝတ်နေရအဆင်ပြေရင်ကိုမိဘကိုတော့ပဲစွန့်ပစ်ချင်ပါမလဲဒါလေးကိုဝိုင်းလူပေးစီချင်ပါတော့ဒုတိယအချက်ကတတိယအချက်ကြတော့ခုနကုလို့စီစာရေးလို့ဂီတနာဘူဘာရေးသားတွေကိုထူထောင်ဖို့လုပ်ငန်းစဉ်လိုလာပြီလိုလာတော့ဆရာတို့ကဆရာတို့ဒီတရားပြန်ပွဲလုပ်တဲ့လုပ်ငန်းစဉ်မှာတော့သူကရန်ကုန်ကတပုံကြီးမရှိဘူးအများကြီးမရှိဘူးလုံနေတော့လုံလို့တော့ရတယ်ပေါ့တော်တော့မြေခွက်လှူပေးမဲ့ပုံကူမျိုးတွေ အတချို့ဆိုလို့ရှိရင်လည်းထပ်မတော့ဘုံကြီးချောင်းတချောင်းဘုံကြီးချောင်းတချောင်းမှာတန်ခါတပားရှိတယ်ဆိုတော့တော့ကျောင်းဆောင်တွေအများကြီးရှိတယ်တဆောင်တော့ပေးအဲ့ဒီဆောင်မှာဘိုးဘွား၁၀ရောက်ရောက်၁၀လောက်ထားပြီးတော့ပြုစုစောင့်ဆောင်ကောင်းလားပေါ့အဲ့ဒီလိုလေးတွေပေါ့နော်လှုပ်လို့ရတဲ့ဟာကိုစလုပ်ပြီးအဲ့တော့ဆရာတော်ဆရာတော်အခုလိုက်ကူညီတောင်းတယ်ကိုဆရာကိုကူညီမဲ့လို့လည်းအခုသတင်းစကားတွေပါလာတယ်ပါလာတဲ့ခါမှာသူကမြေခွက်ပေါ်လာတယ်မြေခွက်မှာလုပ်မယ်အဆောင်ရှိပြီးသားအဆောင်ရှိနေအဆောင်မှာလုပ်မယ်အဓိကကတော့ဒီမှာတက်တော့တက်တာလေးပေါ့ဆရာမဒေါ်သမီးအောင်တို့ ဘူဝိုင်းတာကိုဟိုအင်တာဗျူးတစ်ခုမှနားထောင်ရတယ်အတူတူပါပဲသူက၁၅ဆ၈ရောက်ပဲလက်ခံတာအများကြီးလက်ခံတယ်နော်သူတို့၈ရောက်နဲ့စာဝိုင်းမှာအခုတော့၁၂၀လောက်ဖြစ်သွားတယ်ပေါ့ ရှစ်ယောက်ကိုနိုင်အောင်စလုပ်မယ်ပေါ့လုပ်ပြီးလို့ရှိရင်၁၀ယောက်15ယောက်ဖြစ်သွားလို့ရှိရင်ဖြစ်မယ်ဒီဆရာတို့လုပ်တဲ့ပုံစံမျိုးလေးကိုပဲမျိုးတွေမျိုးတွေမှာစွန့်နေလူတွေကနည်းနည်းနည်းစအကောင်တွေပုံပြီးတော့မျိုးကို10ယောက်လောက်များပူပွားလက်ခံပြီးတော့ယောဂါတွေကုပေးမယ်ဆိုရင်မကောင်းလားပေါ့အဲလိုလေးလုပ်ပေးစင်တာပေါ့နော်အဲ့တော့စတော့စနေပါပြီဒါပေမဲ့ခြေလမ်းနဲ့အခြေကြီးနားလို့မရသေးဘူးပေါ့နော်တိုင်မီနဲ့ဆွေးနွေးနေတယ်အခုကြီးတွေတောင်းနေပါတယ်လို့ပြောချင်ပါဒီဘိုးဘွားတွေကိုပြန်လေ့လာလို့ရှိရင်ဒီဘိုးဘွားတွေက လူငယ်တွေပေါ်မှာတာဝန်ချေခဲ့ပြီတကယ်တော့တာဝန်ချေနော်လောကပေါ်မှာလည်းတာဝန်ချေခဲ့ပြီတချို့ဆိုရင်လည်းနိုင်ငံဝန်ထမ်းတွေလုံးပြီးတော့ဝန်ထမ်းဘဝမှာလည်းတာဝန်ချေခဲ့ပြီဆရာအကုန်နိုင်ပြီးပါတယ်လူမှုဝန်ထမ်းဦးစီးဌာနမှာလည်းဘဝရေးတာတွေဘယ်နှခုရှိသလဲအသိမှတ်ပြုတာဘယ်နှခုအသိမှတ်မပြုတာဘယ်နှခုလိုက်စုံစမ်းတယ်သူတို့စီမှာလည်းလူမှုဝန်ထမ်းဌာနကြီးတစ်ခုလုံးမှာလည်းအဲ့လိုဂီလာနာဘဝဆောက်ချောက်တဲ့ရေးတာမရှိဘူးခါဒီမှာနိုင်ငံမှာထူးဆန်းချက်ပေါ့နော်အခု public ကလာရှိတာအစိုးရဌာနမှာဂီလာနာဘဝကိုဆောက်ချောက်တဲ့ရေးတာမရှိဘူး ဒါတော့ဒါတွေကလုတ်ပေးရမယ်တာဝန်ပေါ့နော်။ဘာလို့ဆိုတော့တို့နိုင်ငံတော်အတွက်တာဝန်ချေခဲ့ပြီလူငယ်အတွက်တာဝန်ချေပေးပြီဘိုးဘွားတွေကိုဒီတိုင်းအချီးနှီးပေါ့နော်။တို့မှစေကူတာမှုကောင်းကောင်းမခံရစိတ်ဆင်းရဲကိုဆင်းရဲနဲ့ခွင်လွန်သွားရင်ဘယ်တရားမလဲ။ဒါလေးကိုတော့ပြန်ပြီးတော့ကျေးဇူးဆက်စီနေတာပေါ့နော်။အားလုံးမှတာဝန်ရှိတယ်နော်။ဘာလို့ဆိုတော့ဒီဒီဒီအသက်ကြီးသွားတဲ့လူတွေရဲ့ကျေးဇူးကိုမခံစားဘူးတဲ့လူတယောက်မှမရှိဘူး။တေးကြတယ်ပေါ့နော်။မိဘဖြစ်၎င်းအဖိုးအဖွားဖြစ်၎င်းကြီးတော်ဖြစ်၎င်းအဲတော့ဇေဝန်ထမ်းတွေဖြစ်၎င်းအကုန်လုံးကဒီကျေးဇူးတွေခံစားခဲ့ပြီပေါ့။ ဒီကျေးဇူးလေးကိုတော့ပြန်ဆက်စီခြင်းတယ်အဲ့တော့အခုနပြောတဲ့စွန့်နိုင်လောက်ပေါ့ဌာနဆိုင်ရာတွေလုပ်ပေးပါပြီးရင်ခုနပြောတဲ့ပုဂ္ဂလိကအသင်းတွေလည်းလုပ်ပေးပါဆရာတော်တန်ဃတော်များပေါ့ဆရာတော်တန်ဃတော်များလည်းရည်ရှိပါတယ်ချုပ်ဆန်တော်တန်ဃတော်တွေဆိုလို့ရှိရင်ဒါစွန့်ရင်ရှိတယ်ပေါ့ဥပမာဘယ်လိုလဲဆိုတော့ဆရာတို့ဒီမှော်ပြီးမှကလကုန်းပါလေကလကုန်းရွာပေါ့အဲ့ဒီမှာချမ်းရေးမိုးရေးတာရှိတယ်အဲ့ဒီမိုးရေးတာရဲ့ဆရာတော်တွေကထူးဆန်းတယ်ပေါ့ရှင်တော်ကဟိုဒေါက်တာဦးကျော်မြင့်စွာဟိုဆရာဝန်ကြီးဖြစ်ပြီးမှမဟုတ်ဓမ္မဒီကဖြစ်တာဘုန်းကြီးဝင်းနဲ့နောက်ဆုံးကိုပြန်တော်မူအားယူပေါ့ဆရာတော်ကသူ့ရိပ်တာမှာဘာလုပ်ပေးတာလဲဆိုတော့ အဖိုးဆောင်ဘွားဆောင်စောက်ပေးထားတယ်။အဲ့ဒီမှာခုနပြောတဲ့အသက်ကြီးလာရင်လာနေသူကတရားအဆုံးမပေးပြီးတော့နောက်ဆုံးကွယ်လွန်ခြင်းတောင်းဝေးပြီ။ဘိုးပေါ့နော်။ဒီဘိုးဘွားတွေကိုလွတ်မထားဘူး။ရှိတာမှလာနေရှိတာကစာဝန်တွေတောင်းဝေးယူပေးတယ်တရားပေးတယ်။နောက်ဆုံးကွယ်လွန်ရင်ကွယ်လွန်တဲ့အထိအပြီးတောင်းဝေးယူပြီးတော့လုပ်ပေးတဲ့စနစ်မျိုးပေါ့။ဒါတွေတဲ့ဖုံဖုံเจ้าတွေကခွဲပြီးတောင်းဝေးယူမစိုးဘူးပေါ့နော်။မော်ဘီမှာတော့တခုတွေ့ဘူးတဲ့။အဲတိလရှင်ဘွားရိတ်တာ။အဲတိလရှင်ဖွေးပြီးတော့ဆောက်ရွက်ရိတ်တာ။နောက်တော့ရွှေပြည်သားမှာရွှေရနာเจ้าမှတွေ့ဘူးတဲ့။တိလရှင်အဖွားရိတ်တာ။ ဲဒီလိုလေးတွေလည်းလိုပါတယ်လို့ပြောချင်ပါတယ်။နောက်တစ်ခုကစိတ်ဓာတ်ပေါ့စိတ်ဓာတ်ပတ်ဆိုင်တာသမီးပေါ်မိဘချစ်တဲ့မေတ္တာနဲ့မိဘပေါ်မှာတာသမီးရဲ့ချစ်တဲ့မေတ္တာမတူတာပေါ့နော်ဒါလည်းပါတာပေါ့မိဘတော့ဘာဖြစ်စုံရီလို့ပြောရအောင်နော်အပြေရန်တာသမီးတို့ကိုလုပေးခဲ့တယ်။အဲတကယ်တွေးရင်တကယ်တော့ဒါအခုမှမဟုတ်ဘူး။လက်ဆော့ပြလက်ထက်မှာတကြိမ်ဖြစ်ခဲ့မှုတယ်။အဲ့တော့ပုံနာကြီးတယောက်ကချမ်းသာတယ်။ချမ်းသာတော့သူ့ရဲ့တာသမီးတွေအားလုံးကသူကမတည်ခင်နဲ့အမွေခွဲပေးတယ်။တာသမီးတွေလည်းပြောတာပေါ့အဖေတာသမီးတွေလိုက်နေပါအဖေဒီပစ္စည်းတွေဘာလုပ်မှလဲ မိသားသမီးတွေလိုက်နေပေါ့သားသမီးတွေပြည့်စုံနေပြီပဲဆိုတော့အကုန်အမွေခွဲပေးတယ်ခွဲပေးလိုက်တော့ခဏနေတော့ဟိုသားသမီးကလက်မခံချင်းဟိုချွေးမလက်မခံဖြစ်ပြီးတော့နောက်ဆုံးလမ်းဘေးတောင်းစာတတိယရံတော့ဖြစ်သွားတာအဲ့တော့ဖခင်နဲ့သွားတွေ့တော့ဖခင်ကဘယ်လိုဖြစ်လာဆိုဒီလိုဖြစ်လာပါဆိုတော့သူကဂါရာလေးတစ်ပုတ်တင်ပေးတယ်အဲ့ဒီခစ်ကပုံနာတွေကသဘောတူတဲ့ချက်တစ်ခုရှိတယ်ကိုမိဘကိုမလို့ချွေးရင်အဲ့ဒီပုံနာကိုဝိုင်းချင်မယ်ဒုက္ခပေးမယ်ဆိုတော့သဘောတူညီချက်ပေါ့ကွယ် အရေးယူမယ်ဆိုတဲ့သဘောတူညီချက်ပေါ့ပုံနာတွေအချင်းချင်းသဘောတူတာလားအဲ့ဒီဂါရာလေးကိုလူတွေကြားထဲမှာသွားယူလို့ပြောတဲ့အချိန်မှာမြတ်စွာဘုရားအဲ့ဒီဂါရာလေးတင်ပြီးတော့သွားလဲယူကောအเจ้าရပါလဲဆိုတော့ငါတာသမီးတွေတို့လူကျွေးမှုမရှိတော့ဒုက္ခရောက်နေပါလေဆိုတဲ့ဂါရာလေးပေါ့ကွယ်မြတ်စွာဘုရားဆက်ပေးတယ်အဲ့ဒါလေးသွားပြောလိုက်ကောမေးကြတာပေါ့ဘာဖြစ်လဲဆိုတော့အဲ့လိုပဲတာသမီးမဆော့တိတဲ့တိရောအားလုံးကဒီဒီမိသားစုတွေကိုနှိပ်ကွမလဲလို့ကောပြန်လက်ခံပြီးတော့အဖေကချမ်းသာနေရတယ်ဆိုတဲ့ဇာတ်ကြောင်လေးရှိခဲ့ဘူးတယ်ဒါအခုမှမဟုတ်တော့မြတ်စွာဘုရားလက်ထက်ကဖြစ်ခဲ့ဘူးတော့တာသမီးရဲ့ ဒီဂျေဇုကန့်တဲ့တတ္တိကရှိခဲ့ပြီးတော့ကြားလဲကြားမှုမှာပါဟိုအစာရသက်မင်းဆိုလဲကိုကိုအဖေကိုပြန်တက်တာမျိုးပေါ့နော်ဒါသားသားမီးဆိုးတွေရှိတယ်ပေါ့မိဘကတော့မိဘဆိုလဲရှိရင်ရှိမှာပါတော်တော်မိဘဆိုတာတော့နေပါတယ်ရခိုင်နှုန်းနေတယ်စုံရယ်ခုနပြောသလိုပေါ့မိဘဘက်ကသားသမီးကိုချစ်တဲ့အချစ်ကသားချစ်မြေးနေတော့ပြောသေးတာပေါ့နော်ဆောက်ရှောက်ဖို့ကမြီးတိကျွန်ခံတာပါတကယ်ပြောလို့ရှိရင်တော့အဖိုးအဖွားဖြစ်တာတော့မှကို့မြီးကိုသွားပြီးတော့ဒုက္ခခံတဲ့သားသမီးတွေတွေ့တယ်အဲခုနဆွန့်ပြစ်တဲ့အဖွားတယောက်ဆိုရင်ဘယ်လိုပြောခံလဲဆိုတော့တမီးရင်နဲ့ သူ့ကလေးတွေကိုအဖွားကိုထိန်းခိုင်းတယ်တဲ့ကလေးတွေငွေအဖွားကိုပြစ်တယ်နဲစူတယ်ချင်းတယ်တဲ့မြီးအကြီးတွေကတဲ့အဖွားကိုရိုက်တယ်တဲ့ဟာအဲ့လိုအဲ့လိုဖြစ်တဲ့သားတာသမီးရင်မှနေတဲ့နေတဲ့အမေနော်အဲ့အမေကိုဘာလို့ခဲဆိုမြီးကလေးတွေကိုထိန်းခိုင်းတယ်ထိန်းခိုင်းပြီးတော့ဒီကလေးတွေငွေရင်ဒီအမေကိုပြဿနာရှာတယ် အဲဒါနည်းနည်းအရွယ်ရောက်လာတဲ့မြီးကြီးကြီးတွေကအဖွားကိုနှိပ်ဆက်ခြင်းလဲဆိုတော့တွားရောအဲ့လိုမျိုးတကယ်ရှိပါတယ်လို့ဆရာတို့ကဟိုနေမွေးထုတ်ပါတယ်မွေးထုတ်ဆိုတော့ဟိုရှင်ရှင်မူဒီပြဆရာတွေမွေးထုတ်တယ်အဲလူငယ်ပရိဒတ်သမားတွေမွေးထုတ်တယ်ပရိဒတ်တင်းတွေလည်းကုညီရယ်ဘယ်အသိပြုကုညီဒီမှာရုံးဆိုင်ပြီးတော့ဟိုဒီလုပ်တွေကိုပြန်ပွားရေးလုပ်တာပေါ့နော်ကုညီပေးတာပေါ့တာနာပြုလုပ်ငန်းလည်းလုပ်တယ်ပရိဒတ်လုပ်ငန်းလည်းလုပ်တယ်ပေါ့အခုဒီလုပ်ငန်းကြီးဆိုလို့ရှိရင်ဒါတနိုင်ငံလုံးကပရိဒတ်တင်းလူငယ်တွေပေါ့နော်များသောအားဖြင့်လူနာတင်ရင်တော့လုပ်နေတယ်ဆိုရင်လူငယ်တွေများပါတယ်အဲ့လူငယ်တွေကိုအဓိကတိုက်တွန်းခြင်းပဲဘာဘာဆိုတော့ စီယုံရေးဆင်းရအဲတို့လိလာရေးလောက်ရမယ်စာပေးပေါ့နော်သူတည်နာလုပ်တဲ့လုပ်တွေလုပ်ပါဘာလို့ဆိုတော့ကိုရက်ွက်ထဲမှာကိုမြို့နယ်ထဲမှာဘယ်လူတွေများဒုက္ခရောက်နေလဲတကြီးဘွားတွေဒုက္ခရောက်နေရှိသလားအဲ့ဘွားတွေကိုလိုက်ကြည့်ပြီးတော့နံပါတ်1ကတော့အလွယ်ကူဆုံးကအထောက်ပံ့ပေးရမယ်တကြီးဘွားရှိရင်အထောက်ပံ့အထောက်ပံ့ပေးတဲ့လုပ်ငန်းပေါ့တချို့ဆိုရင်တိတ်ဆင်းရဲတယ်တိတ်ဆင်းရဲထမင်းမငအောင်အကူအညီမယ်စေကူတောင်းမရအောင်လုပ်ပေးမယ်လုပ်ငန်းစဉ်ကိုနံပါတ်1လုပ်ပေးစီချင်ပါတယ်လို့ပြောချင်ပါတယ်နောက်တစ်ခုကဆရာတို့နဲ့ပူးပေါင်းစီချင်တယ်အဲကိုကိုဒေတာမှာအခက်အခဲတွေ့တယ်ဆိုလို့ရှိရင်လည်းကိုမနိုင်ရင်လှမ်းပြောဆရာတို့ကလည်းဒီမှာ မိန်ဝိုင်းလူခံပေးမယ်လုပ်ပေးမယ်ကုညီဆောက်ဆောင်မှုတွေလုပ်ပေးမယ်ပေါ့နော်ဒါအဲဆက်သွယ်ပါအခုနပြောတဲ့ဟိုဘဝကြီးတာပေါ်ပေါ်ကြီးဆိုတာလဲတကယ်တော့တထေးတွေလုံနိုင်လဲလုပ်ပေါ့ကွအတူရှင်ကြီးတွေလုံနိုင်လဲလုပ်ပေါ့မလုံနိုင်ရင်လဲပရာဟိတအတင်းနဲ့နှစ်သိန်းသုံးသိန်းပေါင်းပြီးထောင်ရင်လဲရနိုင်တာပဲအဲခုနမြေခွက်ပေါ့နိပေါ်တဲ့နေရာမှာရှာမယ်အလှခံမယ်ပြီးရင်စောင်းဦးစောင်းမယ်အခုဒီစကိုင်းကဒီရှင်ချမ်းဘဝကြီးတာဆိုလို့ရှိရင်ဟိုလိုကယ်ပစ္စည်းနဲ့စောက်ထားတာ သူတို့စီရထွက်တဲ့ထင်ရန်တို့တက်ကြဲတို့နဲ့မိုးပြီးလို့တော့လေဆောက်ရှောက်လို့ရတာပဲလို့ပြောချင်တာပေါ့နော်တနိုင်ပေါ့တနိုင်ပရာဟိတာတင်နေသိန်းသုံးသိန်းပေါင်းပြီးတော့တို့ဘူဝိုင်းတာလေးတခုထူထောင်ကြည့်မယ်အဲ့ဒီမှာဂီတာနာဘူဝါ၄၅၀ဆယ်ကိုဆောက်ရှောက်မယ်ဒီလိုဆိုလည်းဖြစ်တယ်အဲ့တော့ကိုဆရာတို့ကကူကြည့်ဖို့စောင့်နေပါမယ်ဆရာတို့ရဲ့ဒီပြမနေရာကတော့သိန်းစေးစီယုံအဆောင်လေးပထမထပ်မှာဖြစ်ပါတယ်ဖုန်းနံပါတ်ကတော့39859398964ဒါကိုဆက်သွယ်ပြီးတော့အခုကြီးတောင်းခိုင်းနိုင်ပါတယ်ပူပေါင်းဆောင်ရင်လို့ရပါတယ်အကြံဉာဏ်များလေးပေးနိုင်ပါတယ်လို့တိုက်တွန်းလိုပါတယ်